Episode 58စမှာတော့ခီမူရာကလာမဲ့ဘောတဲ့ဂျင်းထဲမှာလေ့ကျင့်နေခဲ့ပါတယ်။အဲအချိန်အာအိုခေရောက်လာပြီးခီမူရာကတပတ်ပစ်ပေးလိုက်ပြီးမင်းတို့ကြိုးစားနေတာပဲဆိုပြီးပြောခဲ့ပါတယ်။ပြီးတော့နှစ်ယောက်သားအပူဝဘလုံနေလဲဆိုပြီးတွေးနေကြပါတယ်။ပထမဆုံးအချိန်ရှုံးတာဆိုတော့ခံစားနေရမှာပဲဆိုပြီးပြောနေကြတဲ့အချိန်တကောက်မူရာဘီးနားရောက်လာပြီးငါကတော့အပူတယောက်တစ်ခေါက်ရှုံးသွားပြီးမင်းတို့လိုခဏခဏရှုံးနေငါဘောတွေဖြူသွားမှာပဲဆိုရင်လည်းဆိုပြီးဝင်ပြောခဲ့ပါတယ်။အော်ခင်ဗျာခင်ဗျာတို့လေဒီပုံလို့ပွဲစားကြီးဒီနေ့ရှုံးပါသေးဆူတောင်းနေကွာဆိုပြီးတွေးနေခဲ့ပါတယ် အေးဘိုးကနားနေတဲ့အချိန်ခူမင်းချန်နဲ့ပြောနေတယ်လို့ငါတူမီကိုစီကကြားရတယ်ဆိုပြီးအောက်ခီကတကောက်မူလာပြောပြခဲ့ပါတယ်။အဲ့အချိန်အေးဘိုးကဂျင်းနဲ့ဝင်လာတာနဲ့တိုးခဲ့ပါတယ်။တကောက်မူလာလည်းမင်းကအနားယူခိုင်းတာကိုစောနဲ့တွေ့ပြီးပူပင်မန်းစီတာလည်းလုပ်နေတယ်ဟုတ်လားဆိုပြီးဆူခဲ့ပါတယ်။တုတ်ကြီးကလည်းကစားကွင်းမှာတွေ့တာပါလို့ပြောပြီးသူရှုံးသွားခဲ့တဲ့ဘွဲခွေတကောက်မူလာစီမှာရှိလာဆိုပြီးမေးခဲ့ပါတယ်။တကောက်မရာလေအေးရှိရလို့ပြောတော့တကောက်မရာအိမ်ကိုအေဘွားတော်ရဲသွားကြည့်ခဲ့ပါရယ်အေဘွားကတကောက်မရာအိမ်ရောက်တော့တကောက်မရာဖုန်းကနေအတန်းမီလာတာကိုအရင်ဆုံးကြားခဲ့ရပါရယ် ဲ့အတန်တွေကတော့ကော်မန်လေးတွေရဲ့အတန် message တွေဖြစ်ပြီးကော်မန်လေးတွေအကုန်လုံးကတကောက်မရာကိုဆဲဆိုပြီးမကောင်းတဲ့ကောင်လို့ပြောနေတာတွေပဲ Apple ကကြားခဲ့ရပါတယ်။နောက်တော့ထိုးဝဲခွေကိုဖွင့်ခဲ့ပြီး Apple ကပြန်ကြည့်ခဲ့ပါတယ်။ပြန်ကြည့်နေရင်လည်းရှုံးတဲ့ဒဏ်ရာကိုပဲပြန်ဆောက်လို့ဖြစ်နေခဲ့ပြီး Apple တယောက်စိတ်တွေရှုပ်ထွေးနေခဲ့ပါတယ်။ပွဲကိုပြန်ကြည့်နေရင်လည်းသူရှုံးသွားတဲ့ကိုသားတဲ့အမျိုးလုံးတွေမှာအစင်းရောင်အလက်လက် Ion Determination တွေကိုတည်ထားမိသွားခဲ့ပါတယ်။ Apple တယောက်ပွဲဝင်ရှိလို့ဟောတော့စိတ်ညစ်ပြီးအိမ်ကိုပြန်သွားခဲ့ပါတယ်။အိမ်မြောက်တော့လေအမေဖြစ်သူရှိမှတော့ဖုံးကွယ်မနေနိုင်ပဲစိတ်တွေတူနေခဲ့တော့ အမေဖြစ်သူကတခုခုကိုစိတ်နစ်ပြီးလုံးမိရင်အဲ့လိုဖြစ်တတ်တာတဘာဝပါပဲနောက်ခါအကောင်းဆုံးကြိုးစားပါဆိုပြီးအားပေးခဲ့ပါတယ်နောက်နေ့ရောခိုရာခူရန်ခမ်းမမှာတာကက်ရှိဆန်တိုနဲ့အလက်ဇန္ဒားဖော့ဆန်ခိတို့ရဲ့ကဘက်လူပွဲရှိတာကြောင့်အေပိုတယောက်သွားကြည့်ခဲ့ပါတယ်ဆန်တိုနဲ့ဖော့တို့လူမဲ့ကဘက်ဟာဒါသည်ရဲ့ကဘက်ပဲဖြစ်ပြီးဒါသည်ကဝေါ်တဲ့အတွက်ပဲထိုးရမှာဖြစ်တာအကြောင်းမဖြစ်ပါတယ်အေဘွားခရခူဟန်ခမ်းမရှိရောက်တော့စန်တိုးရဲ့ရက်ကိုတဲကဖန်တအုပ်နဲ့တွေ့ခဲ့ပြီးစန်တိုးကိုတိတ်ထားတဲ့တုတ်ကြီးကိုအခဲမကြီးပဲထုမဲ့ထောင်းမနေလို့တော့မီယာတက်ကရောက်လာပြီး မင်းတို့ထုမဲ့ကောင်ကလက်သီးပြင်းနေတော့ဘာညာနဲ့သတိပေးလိုက်တော့မှငြိမ်ချသွားခဲ့ပါတယ်။ပြီးတော့အေပိုနဲ့မီရတို့နှစ်ယောက်သားလည်းဆန်တိုနဲ့ဗော်တို့ရဲ့ပွဲကိုအတူတူကြည့်ခဲ့ကြပါတယ်။ထုလင်မာလီငဖယ်ဆန်တိုနဲ့အဆွဲဖြူဗော်တို့ရဲ့ပွဲဟာစတင်ခဲ့ပြီးပွဲဆက်စားခြင်းမှာပဲညောင်လုံးကအားရအပြည့်နဲ့ဆက်ထိုးခဲ့ကြပါတယ်။ဆန်တိုရဲ့လက်သီးအားတွေကတုတ်ကြီးလက်သီးတွေလောက်ပြင်းလာကြောက်ဗော်ကဆန်တိုထိုးပြီးဆစ်ချက်တဲ့မဝင်သွားခင်သူရင်ဆက်တက်လိုက်ပြီးထိုးခဲ့ပါတယ်။အသေးထိုးချက်တစ်ချက်ကိုဆန်တိုတယောက်ခံစားလိုက်ရပြီးကျိုးရက်နောက်ကိုခြိမ်းသွားခဲ့ရပါတယ်။ ဖုန်းကလည်းတခြားလေးတော့အနားမပြီးပဲဆက်ထိုးတော့ဆန်တိုကဖုန်းကိုကြည့်တော့မကြည့်ပဲအပကက်လုံးနဲ့ပြန်ခြေပတ်လိုက်တော့ဖုန်းတစ်ခေါက်နဲ့အထိနာသွားခဲ့ပါရယ်အဲ့လိုအထိနာတဲ့အချိန်ဆန်တိုလည်းပြန်ဖြစ်သွားပြီးမင်းလာကဖုန်းဆိုပြီးစမက်ရှင်နဲ့အတက်ကုန်ကျုံးခဲ့ပါရယ်ဖုန်းကလည်း ion determination နဲ့ပွင့်လာပြီး white fan နဲ့ပြန်တီးခဲ့ပါရယ်မာပါရယ်ဆိုတဲ့ငဖယ်ဆန်တိုလည်း white fan လက်တီတွေနဲ့တွေ့တော့အမှားနိုင်မှုဖြစ်နေခဲ့ပါရယ်အထင်နာနေပေမဲ့လည်းဆန်တိုကတောက်ခံနေခဲ့ပြီးပထမချီရလည်းပြီးသွားခဲ့ပါတယ်။အေဘိုနဲ့အတူထိုင်နေတဲ့မီယာတာကတော့မင်တီနကောင်နိုင်အောင်ထိုးလာနိုင်နေဆိုတော့ တော်တော်ချီးကျူးရမယ်ဆိုပြီးပြောနေခဲ့ပါတယ်ဒုတိယချီကလည်းပြန်ဆားခဲ့ပြီးတင်းချီမှာတော့ဖော့ကလက်ဦးမွေအရင်ရအောင်ယူလိုက်ပြီးစံတို့ကိုထောင်းမှပိတ်ပြီးလုံးဝအလုံမပေးပဲစရက်တွေတဖုံဖုံနဲ့ထိုးခဲ့ပါတယ်ဖော့ကဘလောက်တောင်အလုံမပေးလဲဆိုရင်စံတို့တရဒုတိယချီပြီးတဲ့အထိထောင်းကနေမထွက်နိုင်ခဲ့ပဲဒုတိယတစ်ချီလုံးစံတို့အရှုံးမဖြစ်ခဲ့ရပါတယ်ဖုန်းနဲ့ဆန်တို့တို့ရဲ့ပွဲဟာ6ချီမြောက်အထိကိုသွားခဲ့ပြီးဆန်တို့တယောက်အဲ့အချိန်မှာတော့အချိန်နဲ့မဟန်တဲ့အနေထားကိုရောက်ရှိနေခဲ့ပြီးဖောကတာနေခဲ့ပါတယ်ဆန်တို့တယောက်မဟန်တော့တာကိုတည်တဲ့ဖောကလည်း ဆန်တိုညာဘက်လက်တီထိုးလိုက်တာကိုဘယ်ဘက်လက်တီနဲ့ကောင်းလာထိုးချလိုက်ပြီးဆန်တိုတယောက်ဒေါင်းသွားခဲ့ရပါတယ်။